မိဘပတ်စံရှိတာကကိုရှိတာမဟုတ်လို့အလူခံပါတယ်လို့ပွင့်ပွင့်လင်းလင်းပြောလာခဲ့တဲ့ဂျီရန်ကုန်ဆယ်လီနျူပရိသတ်များအလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဂျီလို့ပြောလိုက်တာနဲ့ရွှေနန်းတော့စိန်ရွှေယတနာဆိုင်ရဲ့တအူရဲတော့ကြီးကြီးတဲ့ချမ်းသာတဲ့တမီလေးဖြစ်အားလုံးကတည်ကြမှာဖြစ်ပါတယ်ဒါပေမဲ့ဂျီရဲ့နေထိုင်မှုပုံစံစကားပြောမှုပုံစံတွေကတကယ်တတိသမီးတွေရဲ့နေထိုင်မှုပုံစံနဲ့ကွာခြားနေပါတယ်ဂျီကိုရိုင်းကလည်းပြောပြခဲ့ပူပါတယ်သူနေခြင်းတဲ့ဘဝနဲ့သူလက်ခံရရှိနေတဲ့ဘဝတွေကကွာခြားတယ်လို့ပြောပြလာခဲ့ပါတယ်သူကဒီလို ုံမျိုးမိဘကချမ်းသာလို့တန်းသမီးကချမ်းသာတယ်ဒီလိုဘဝမျိုးကိုသူကနေကြတာမဟုတ်ပါဘူးအခုလိုမျိုးရွှေဆိုင်တွေမှာလှတာပါတာတွေဝင်ပြီးလိုင်းလွင်နေရတယ်ဈေးရောက်နေရတယ်ဆိုတာကလည်းသူလှုပ်ချင်တဲ့အလုပ်တွေမဟုတ်ပါဘူးသူကပေါ့ပေါ့ပါပါပဲနေကြတာတခါတလေစုပ်တီးစုပ်ပြတ်နေတတ်တယ်ဒါကြောင့်မလို့လေတထေးသမီးရဲ့အင်ကာရက်တွေနဲ့လုံးဝမညီခဲ့ပါဘူးလို့ကြီးကပွန့်ပွန့်လင်းလင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်အားလုံးကတော့မိဘကချမ်းသာလို့တန်းသမီးကဘာမှလှုပ်เสียမလို့ဘူးလို့ထင်ကြတယ်ဆိုပေမဲ့ကြီးအနေနဲ့ကအဲ့လိုမဟုတ်ပါဘူးဝင်ငွေကစားကိုပိုင်အလုပ်နဲ့ကိုပိုင်ဝင်ငွေကိုရှိစေခြင်းနဲ့လူတယောက်ဖြစ်တဲ့ ဲ့အတွက်အလုတ်ကိုလည်းစ조사ပန်းစာလုပ်တတ်တဲ့လူငယ်တအုပ်ပဲဖြစ်ပါတယ်။ဒါပြင်ကြီးကသူစုဆောင်ရရှိထားတဲ့ဝင်ဝေးတွေနဲ့ပရာဟီတာလုပ်တွေကိုလည်းလုတ်ကင်နေတာဖြစ်ပါတယ်။ရေဘေးတုန်းကလည်းကြီးကတကယ့်ကိုတက်ဆွန်ဆန်ပြားတွားရောက်လူတန်းခဲ့တာမျိုးတွေရှိပါတယ်။ အခုငလင်းအတွက်ကလည်းကြီကကိုပိုင်ဝင်ဝင်နဲ့ပဲလူတန်းဖို့လုံနေတာမှာသူအနေနဲ့ပထမတစ်ခါတော့က380ကျော်ဖို့လူလိုက်တယ်။ဒါပေမဲ့အဲ့လိုလူလိုက်တယ်ဆိုတော့ကလည်းလိုအပ်တဲ့နေရာတွေမှာလိုအပ်တဲ့လောက်တော့မရောက်သွားခဲ့ဘူး။ငလင်းစားပြစ်ကလေးကဒီပရာဟိတာလူကိုပဲသူတောက်လျှောက်ဆိုသလိုလုံနေခဲ့တာပတ်စံကုန်သွားတဲ့အချိန်မှာတော့ရန်ကုန်ကိုပြန်လာပြီးတော့ဆိုင်အတွက်လိုက်လွင့်ရတာတွေဈေးရောက်တာတွေလုပ်ရပါတယ်။ဒါမှလည်းသူကပတ်စံရှိမှာကိုအဖေတို့ကလည်းပတ်စံရှိရဲဆိုပေမဲ့သူ့အနေနဲ့သူတော့လူနေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့မိဘကပတ်စံရှိတိုင်းသားသမီးကပတ်စံရှိတာမဟုတ်ပါဘူး။ဒါကြောင့်မလို့လေ ထီးသမီးလို့ခေါ်တာပေါ့ကိုကိုတိုင်းသားပတ်စံရှိရဆိုရင်အားလုံးကတထီးလို့ခေါ်ကြမှာပေါ့ကြီးအနေနဲ့အခုချိန်မှာဆိုရင်တော့စကိုင်းမှာရှိတဲ့နေရာတွေကိုတွားရောက်လူတန်းခဲ့တာဆယ်ရက်ကျော်လောက်ရှိခဲ့ပြီလို့ပြောပါတယ်စကိုင်းမှာလိုအပ်တဲ့နေရာတွေအတွက်စံစီစီအမျိုးသမီး၃ဆောင်ပစ္စည်းတွေကိုဇက်တိုက်ဆိုတလို့လူတန်းနေခဲ့တာဖြစ်ပါတယ်အခုတခါမှာတော့နေပြီးတော့ကိုပြန်လည်ရောက်လာတဲ့အခါမှာရေမရရှိတဲ့သူတွေအတွက်တကယ့်ကိုလိုအပ်နေတဲ့ရေတွေကိုလူတန်းနေတာပါဒီလိုလူတန်းတဲ့အခါမှာလည်းရေပေါစာကားတွေကတကယ့်ကိုလိုအပ်နေတာဖြစ်ပါတယ်ဒါကြောင့်အရှင်စေကိန်းနာကတိန့်တရာမ မတီဗီကျန်တဲ့သူတွေရဲ့လူဒန်းမှုတွေနဲ့အခုရေပေါက်စာကားကြီးကဝယ်ယူလိုက်ရတာအဆင်ပြေသွားခဲ့ပါပြီပစ္စည်းကတော့ရန်ကုန်ကိုရောက်ဖို့ပဲကြံမာတော့တယ်တကယ်လို့ရေပေါက်စာကားကြီးသာရန်ကုန်ကိုရောက်လာပြီဆိုရင်တော့နေပြည်တော်မှာလိုအပ်တဲ့နေရာတွေကိုရေတွေကိုအရှံအပဲလူဒန်းပေးနိုင်တော့မှာဖြစ်တယ်လို့ပြောပြလာခဲ့ပါတယ်သူကတော့အခုလိုမျိုးသူ့စီမှာလူဒန်းပေးတဲ့သူတွေကိုလည်းကျေးဇူးတင်ကြောင်းနဲ့အားလုံးကလူပေးတဲ့အတွက်ခုနှစ်ရက်သားသမီးတွေရဲ့အလူဖြစ်ပြီးအကုန်လုံးကလည်းကုသိုလ်တွေထပ်တူရကြပါတယ်လို့ပြောပြလာခဲ့ပါတယ်သူလိုလူငယ်လူရွယ်တယောက်ကအခုလိုမျိုး writer အလုပ်တွေလုပ် နေရဆိုတာကမယုံနိုင်စရာကောင်းပါတယ်ဒါပေမဲ့ကြီကအများနဲ့နေထိုင်မှုမတူတတိသမီးဆိုပြီးပေါ်ကြောနေတာမျိုးမဟုတ်ပဲနဲ့အောက်ခြေတင်လှုပ်တွေကိုလှုပ်ရတာစိတ်ဝင်စားတဲ့သူတယောက်ဖြစ်တဲ့အတွက်အခုလိုမျိုးအပင်ပန်းခံပြီးတော့ပရိတ်တလှုပ်တွေကိုလှုပ်နေရလို့လည်းထင်မြင်သုံးသပ်ရပါတယ်ပရိတ်တကြီးအနေနဲ့ရောမိဘကချမ်းသာလို့တာသမီးကချမ်းသာတာမျိုးမဟုတ်ပါဘူးလို့ပုံပွင့်လင်းလင်းပြောလာတဲ့ကြီပေါ်ဘယ်လိုလဲထင်မြင်သုံးသပ်မိလဲဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်